အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါတယ်ဗျာဒီနေ့ကတော့ Premier League ပွဲစဉ်35ပွဲလေးကံသွားပြီ Crystal Palace နဲ့ကျွန်တော် Nottingham Forest တပွဲပဲကြံတော့တယ် Premier League ပွဲစဉ်37လို့ကျွန်တော်အပြောရတော့ရင်ခုန်စရာသိမရှိတော့ Liverpool ကလည်းဖလားရသွားပြီဒီဘက်မှာကံသွားတယ် Brighton နဲ့ Newcastle ပွဲနဲ့ဖြစ်စီနဲ့ Liverpool ပွဲလေးပဲစိတ်ဝင်စားဖို့ကောင်းတယ် Newcastle ပြိတက်လေးကမျောလင့်ထားသလို ဖြစ်စီပြိတက်လေးကလည်းချက်ပြဲလေးဝင်ခွက်တဲ့မျောလက်ထားတယ်။ဒီညလာတဲ့ခရစ်စတယ်ဘဲလေးနဲ့နော်တန်ဖော့ရဲပွဲလို့မေးလို့ရမလား။ No မေးလို့မရဘူး။နော်တန်ဖော့ရဲကလည်းကြိုးစားလို့ရသေးတာပဲ။ဒါပေမဲ့အသင်းငယ်လေးကတော့ပရီးမီးယားလိရဲ့ထုံးစံတိုင်းရာသီပိတ်ခါနီးပြရတော့တမျိုးမျိုးတော့ဖြစ်ကုန်ကြတာပဲ။ဘုံမောက်လို့ပါလို့လဲ။ဒီပတ်မှာအာဆင်နယ်သာနိုင်သွားတာဖြစ်ပွဲတွေဒါကောင်းလားသူလည်းချက်ပြန်လို့ယူရေးအဖေလိုဝင်ခွက်အတွက်စူးစမ်းလို့ရတာပဲ။ ဒီနေ့မှာကျွန်တော်တို့ Crystal Palace နဲ့ Nottingham Forest ပွဲလေးမကြည့်ခင် Brighton နဲ့ Newcastle ပွဲလေးချက်တော့ကျွန်တော်ကြည့်လိုက်ရအောင် Newcastle ရဲ့ဒီပွဲစဉ်မှာတော့အင်နဲ့အားတဲ့လူပြည့်လို့ထုတ်သွားတာပဲဒါပေမဲ့သူထင်တာနဲ့ကိုအားမရလိုက်ဘူးဆိုတော့နေထားတော်တော်ကိုဆွဆွဝါးဖြစ်သွား Newcastle ကပနတီတွေ၃ကတိတိမျောလဲချက်ရှိပေမဲ့လေနောက်ဆုံးအစ်ဆက်ရဲ့ပနတီနဲ့မှတည်ရီဆိုရတမက်ကိုတော့ရရှိသွားတယ် မှတ်စင်းကြည့်လိုက်တော့ချက်စင်းနဲ့63မှ63မှတူသွားပြီကိုဒီဖရက်ပိုင်းဒီမှာတော့22ကို22ကိုຢາကိုကြည့်လိုက်တော့နှူးကဆဲတာတယ်ပေးကိုကြည့်လိုက်တော့လည်းနှူးကဆဲကို45ကိုပေးထားရတယ်ချက်စင်းက42ကိုပဲပေးထားရတယ်ဒီပွဲစဉ်ပြီးရတယ်ညကတော့ချက်စင်းကတော့တော်တော်ကိုမထင်မှတ်တဲ့ခြေစမ်းနဲ့ပဲတော်တော်နာယူရတာပဲ။ ထင်မှတ်တဲ့ခြေစွမ်းနေနဲ့ပြောဆိုလီဗာပူးတို့ကလည်းပေါ့ပေါ့ပေါ့ပဲကန်သွားတယ်လီဗာပူးပွဲထုတ်သွားလူစင်းနဲ့ကြည့်တဲ့ဘန်ဒိုက်တစ်စီမီကတ်အာနိုကွာဆန်နဲ့အန်ဒိုဆာလက်ခါတက်ဂျိုဂက်ပိုအီလီယိုလိုနဲ့ဂျူတာကိုရှစ်တင်ပြီးတော့ဖြစ်စီကဒီနေ့ပွဲမှာရီဂျေးကိုချက်ခိုင်မှုမပြေဝါလို့မထုတ်လာဘူးမိမာဖိုတူတူဝမ်ပြတော့ညာလေပြင်မာကြတော့သူက3-5 2-1နဲ့ကန်သွားတော့မထင်မှတ်တဲ့ပွဲစဉ်ရလဒ်လေးနဲ့ချက်စီရတော့ ချက်ပြန်လေးဝင်ခွတ်တော့နည်းနည်းလေးတော့အယောင်တက်သွားတာပေါ့ပြီးသွားပြီလားဆိုမပြီးသေးဘူး Northern Forest နဲ့ဒီကြပွဲမှာ Crystal Valley သာ Northern Forest အနိုင်ရောင်းသွား63မှတ်နဲ့63မှတ်3သိန်းတိတိရောက်ရှိသွားပြီးတော့တော်တော်ကိုရင်ခုန်စရာကောင်းသွားပြီ Instobila လည်း60နဲ့မေ့ထားလို့မရဘူးနော်သူလည်းစူးစမ်းလို့ရသေးတာပဲဒီနေ့ဒီပွဲလေးပြီးတာနဲ့ကျွန်တော်တို့ နောက်ဆုံးကြံတဲ့ Crystal Palace နဲ့ Northern Forest ပွဲတွေချက်ကြည့်လိုက်အောင်ထုံးစံတိုင်းနောက်ဆုံးပွဲစဉ်တွေမှာ Crystal Palace ဘီလာအောင် FA Cup မှာ3-0နဲ့နိုင်ရရှိထားတယ် Northern Forest ကဒီပွဲစဉ်မှာသူ Bradford နိုင်ရမှာမနိုင်လိုက်တော့သူ့အတွက်ခွေရတော်တော်ကိုနေသွားတယ်ဒီပွဲစဉ်မှာပေးထားတဲ့ဘက်အရာဆိုတော့နှစ်30နဲ့340ဆိုတော့ Northern Forest အတွက်ကျွန်တော်တိတ်ကိုမမျောလင့်နိုင်ဘူးတို့တော်냐လဲဒီပွဲစဉ်မှာလဲ နော်တန်ဖောတယ်လို့ကျွန်တော်ကတော့သိမကြိုက်ချင်ဘူး Crystal Palace ပဲဒီပွဲစဉ်မှာနှစ်ဂိုးတစ်ဂိုးဆိုတဲ့ရလတ်နဲ့နိုင်ရရှိရမယ်လို့ကျွန်တော်ပွဲစဉ်တုံ့တရင်နဲ့ငငင်းလို့ဘူးကျွန်တော်ဒီမြတ်လေးကျုံးချက်မှာဝက်ပီးဟုတ်တဲ့ပွဲနဲ့လောက်ဆက်လိုက်ပါမယ်ကျေးဇူးတင်ပါတယ်ညာ